ဒီကနေ့ဇွန်လ14ရက်စနေနေ့အတွက်မော်လုအသာခမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဝူတီဟာဒီကနေ့မှာတရုတ်ပြည်မှာကုန်းတွင်းကိုဝင်ရောက်ပြီးကုန်းတွင်းလေပြင်းရတဲ့ရေပုံအဖြစ်အပြော့သွားမှာဖြစ်တယ်လို့မော်လုအသာပညာရှင်ဦးဝင်းနိုင်ကခံမှန်းထားပါတယ်။အပူပိုင်းမုန်တိုင်းဝူတီဟာတိမ်တိုင်းတွေကိုမုန်တိုင်းဘဟုကိုဆွဲသွင်းနေတာကြောင့်မြမပြည်ပေါ်မှာဖြစ်လာတဲ့တိမ်တိုင်းတွေနည်းနေပြီးမော်အာရောကြလာနိုင်တယ်လို့ဆိုပါတယ်။ လက်တလုံးမုံများနေတဲ့ရှမ်းပြည်တောင်ပိုင်းမှာလည်းမိုးရွာသွန်းမှုညောနေလာမှဖြစ်သလိုအေယော်ရီမြေရာလည်းစတင်ကျဆင်းနေပြီဖြစ်တာကြောင့်မြေကြီးကြီးနိုင်ကြီးလည်းရော့ကျလာတော့မှဖြစ်တယ်လို့မိုးလေဝသပညာရှင်ဝန်နိုင်ကအသိပေးထားပါတယ်ဘင်္ဂလားပင်လယ်ော်အလဲပိုင်းနဲ့မြောက်ပိုင်းမှာအထက်လေဝဲလိုင်းတစ်ခုဖြစ်ပေါ်နေပြီးဒီကနေ့ညနေမှာပဲစတင်ပြည့်ပြည့်သွားမှာဖြစ်တယ်လို့ဥဝင်နိုင်ကအသိပေးထားပါတယ်။ဒီကနေ့ကနေလာမယ့်24ရက်နေ့အတွင်း တရနာရီတိုင်းကရင်ပြည်နယ်မွန်ပြည်တို့မှာတော့ဇွန်လရဲ့ဖြစ်မြဲမိုးရေချိန်တဲ့ပုံမော်ရွာတော်မှာဖြစ်တယ်လို့ခန့်မှန်းထားပါတယ်။ဒီကနေ့ညနေထိနေပြည်တော်စကိုင်းတိုင်းကရနီကရပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရဆစ်စိမ့်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရနယ်ပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရာနှောင်းပြည့်ဖြစ်ပါတယ်။တရနာရီတိုင်းမှာဒေသလိုက် ကရင်ပြည်မွန်ပြည်ရခိုင်ပြည်ကချင်ပြည်ချင်းပြည်ရန်ကုန်တိုင်းစကိုင်းတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရွက်ပြီးမိုးကြီးနိုင်ပါတယ်။